အင်တာနက်မှာရှိတဲ့ data တွေမှာ Starlink Wi-Fi set တိတိလေးပေါ့နော်တိတိလေး line မရှိတဲ့နေရာဖုန်း line မရှိတဲ့နေရာမှာရောင်းလို့ရတယ်ဆိုပြီးမှအော်ပေါ့တုံးလို့ရတယ်ဆိုပြီးမှရောင်းနေတာရှိရပေါ့နော် page တွေလည်းတွေ့တယ် TikTok account လည်းတွေ့တယ် special ကိုရောင်းနေတာအလိန်ခံရပြီလားပေါ့နော်ကျွန်တော်မေးချင်တယ်အဲ့တော့အဲ့ကျွန်တော်ကျွန်တော်ရဲ့ဖို့ video လိုပဲ အာရင်ခံဆိုတဲ့ဗီဒီယိုလိုပဲဗောနော်အဲ့ကောင်နေအတုလားအစ်စ်လားဆိုတာအဲကျွန်တော်ရှင်းပြမယ်နော်အဲ့ကောင်နေအတုလေအဲ့ကောင်နေအတုလေတို့ရောင်းတဲ့ဆက်တွေကအတုလေခင်ဗျားတို့ဆီကပတ်စံလိန်နေတာဗောနော်အဲ့ဒါကိုသူ့ရဲ့ဒီ TikTok မှာ follower ဒီကောင်ဝယ်ထားတယ်ဗောနော်ဝယ်ထားတယ်ပြီးသူ့ရဲ့ဆက်ကအတူကြီးเนาะအဲ့ဒါကိုကျွန်တော်ဗီဒီယိုနဲ့တက်တင်နေပြပေးမယ်ဗောနော်အဲ့လိုမျိုးဆိုတာအတူပါတေချာမှတ်ထားပါ သူတို့ကြော်ညာထားတဲ့ဆက်ကနော်ဒါ Starlink ဆက် အစစ်မဟုတ်ဘူးအဲကောင်က router တက်တက်ပဲသူကအိတ်ဆောင် router လို့ခေါ်တယ်သူကတူတူလေးပဲကျွန်တော်အိတ်ကတည်းထည့်ပြီးတည်သွားလို့ရတယ်ပြကြရဲ့ internet တုံးကျင်နေဆိုရင်ကျွန်တော်ဒီ internet source တစ်ခုရှိရမယ်အဲ source တစ်ခုကိုသူ့ရဲ့ WAN ပေါက်မှာတက်ပြီးမှကျွန်တော်တို့ configure ချပြီးမ အပြန်ပြီးတုံးရတာပေါ့နော်ဟိုမျိုး line မရတဲ့ data မှာအဲ့ set လေးဝယ်ပြီး power ဖွင့်လိုက်တာ ਨੇ starling internet ကြီးတန်းချိတ်တဲ့စက်ပစ္စည်းမဟုတ်ဘူးเนาะမဟုတ်ဘူးအဲလိန်ရောင်းနေတာเนาะပီပီလိန်ရောင်းနေတာဘယ်နှယောက်ခံပြီးသွားရဲတော့မသိဘူးအဲ့တော့အဲ့ဒီရဲ့ပစ္စည်းလိန်ရောင်းနေတာကိုကျွန်တော် copy ယူထားတယ် link နေလဲ copy ယူထားတယ် screen recording နဲ့ screenshot တွေလဲယူထားတယ်ပြရမယ်เนาะ ီကောင်လည်းပြပြလိန်စားတာအဲ follower တွေ subscriber တွေအများကြီးပဲ comment တွေရလဲဒီကောင်လေး account အတူတွေနဲ့မှန်ထားတာပေါ့နော်အဲမှာ account အစ်စ်တွေကတော့လာပြီးဝယ်ခြင်းလို့မေးတယ်ပေါ့နော်မေးတာရှိတယ်အဲ့ဒါလေးတစ်ချက်ပြပေးမယ်နော်

လိန်နေတဲ့ကောင်လည်းအများကြီး Facebook page မှာ Facebook group မှာလူလိန်နေအများကြီးပဲဘလို့လိန်မလဲဆိုတာစောင့်ကြည့်နေတာဒါသူဝယ်တုံးနေဆိုတဲ့ account ပိုင်ရှင်ဝင်ကြည့်တာဗောနော်ဗီဒီယိုကလည်းအဲ့ဒီဗီဒီယိုအစစ်မဟုတ်ဘူးသူများဗီဒီယိုကြီးဖြစ်လိမ့်မယ်နော်အဲ့လိုပဲအဲ့လိုပဲ ူကမှပင်းလောက်ထားတယ်ညာဘက်တော့ထဲဆို 96.5k ဆိုဆက်လဲအတုပဲเนาะအတုအတုအဲ့